ခုတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့အီဂျစ်နိုင်ငံရဲ့အခြေအနေဆိုးရွားနေမှုပုံမဖြစ်ပေါ်လာမှာကိုစိုးရိမ်ရတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အီဂျစ်နိုင်ငံရဲ့အခြေအနေဟာလက်တလောမှာအလွန်တင်းမာနေပြီးမွတ်စလင်ဘရာသာဟုအဖွဲ့ကောင်းဆောင်ဖြစ်သူကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့ဩဂတ်လ20ရက်နေ့ကအာဏာပိုင်တွေကထုတ်ပြန်ခဲ့တာကြောင့်အခြေအနေပုံမဆိုးရွားလာမှာကိုစိုးရိမ်နေရတယ်လို့နိုင်ငံတကာသတင်းတွေအရသိရပါတယ်။ အီဂျစ်မှာယာရုဖြိုချခံခဲ့ရတဲ့တမရမိုဟာမက်မော်စီကိုထောက်ခံသူတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြားနိုင်ငံတော်ဝန်ဖြစ်ပွားခဲ့တဲ့ပြည်ပခါတွေကြောင့်တေဆုံးသူဦးရေ900နီးပါးမြင့်တက်လာခြင်းဖြစ်ပါတယ်။နောက်ဆုံးဖြစ်ပွားခဲ့တဲ့ပြည်ပခါတွေမှာရဲတပ်ဖွဲ့ကဖမ်းဆီးခေါ်ဆောင်လာတဲ့ Muslim Brotherhood အဖွဲ့ဝင်အကျဉ်းသား38ဦးတေဆုံးခဲ့ပါတယ်။အဲဒီနောက်မှာနိုင်ပိုင်းအတွင်းတည်ငြိမ်မှုမရှိတဲ့ဆိုင်းနိုင်ကြုံစွဲမှာစစ်သွေးကြွတွေကအီဂျစ်ရဲတပ်ဖွဲ့ဝင်25ဦးကိုတပ်ဖြတ်ခဲ့မှုဖြစ်ပွားခဲ့ပါတယ်။ အီဂျစ်အစိုးရဟာမော်စီရဲ့မွတ်စလင်ဘရာသာဝတ်အဖွဲ့ကိုဖြိုခွင်းမှုကြိုးပမ်းမှုတိုးမြင့်လာချိန်မှာအဲ့ဒီအဖွဲ့ရဲ့ဘာသာရေးကောင်းဆောင်အသက်80ရှိပြီဖြစ်တဲ့မိုဟာမက်ဘာတိုင်းကိုရာဘာအဲအတာဝီယာရင်ပြည့်အနီးမှာရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကမွတ်စလင်ဘရာသာဝတ်အဖွဲ့ရဲ့ဆန္ဒပြစခန်းကိုရဲတပ်ဖွဲ့ဝင်တွေကဝင်ရောက်စီးနင်းခဲ့မှုကြောင့်လူ၂၀၀ကျော်သေဆုံးခဲ့ပါတယ်။ ဒီလိုဆန္ဒပြသူတွေတေဆုံးခဲ့ရတဲ့အကြမ်းဖက်မှုတွေဖြစ်ပွားစေဖို့အတွက်ဘာရိုင်းအပါအဝင် Muslim Brotherhood အဖွဲ့အကြီးနဲ့တာဝန်ရှိသူတွေကလှုံ့ဆော်ခဲ့တယ်လို့ Egypt ကြောထားနောက်ခံပြုကြားဖြတ်အစိုးရကဆွဆဲခဲ့ပါတယ်။ Tamra Hall Host နေမူပါရက်အပေါ်ဆွဲဆိုထားတဲ့အမှုလေးခုနဲ့၃ခုမြောက်အမှုကနေလွတ်မြောက်ခဲ့ပြီးစတုထမြောက်အမှုတစ်ခုသာကျန်တော့ကမကြမီပြန်လည်လွတ်မြောက်တော့မှာဖြစ်တယ်လို့မူပါရက်ရဲ့ရှင်နေရာပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်။